အေရီမြစ်ဆောင်မြင့်ညာမြင့်ဝမ်းရေအားလျက်ဆက်စီမံကိန်းနဲ့ပတ်သက်ပြီးသုတေသနလုပ်ငန်းတွေနေပညာဆိုင်ရာဖြည့်ရှင်ချက်တွေနဲ့ပြည်သူဆက်ဆိုင်လုပ်ငန်းတွေကိုစီမံဆောင်ရွက်နိုင်ဖို့အေရီမြစ်ဆောင်မြင့်ညာမြင့်ဝမ်းရေအားလျက်ဆက်စီမံကိန်းဥဆောင်ဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်းမြန်မာနိုင်ငံပြည်ထောင်မှာဖော်ပြထားပါတယ်။ဒီဥဆောင်ဖွဲ့ကိုလျှက်စစ်ဆောင်ဝင်ကြီးဌာနဒုတိယဝင်ကြီးကခေါင်းဆောင်အဖြစ်၎င်းတယန်ဇာတရေယာဝင်ကြီးဌာနကချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ကြီးကဒုတိယခေါင်းဆောင်အဖြစ်၎င်းဖွဲ့စည်းထားတယ်လို့သိရပါတယ်။ဒီဖွဲ့ရဲ့လုပ်ငန်းတာဝန်တွေမှာ SBIC Union International Power Investment Company Limited ရဲ့ဦးဆောင်အဖွဲ့နဲ့အတူပူးပေါင်းပြီး ARI မြေဆုံမြညာမြင်ဝမ်းရေအားလျှက်စစ်စင်မှန်ကိန်းအတွက်သုတေသနလုပ်ငန်းတွေနေပညာဆိုင်ရာဖြည့်ရှင်းချက်တွေနဲ့ပြည်သူဆန့်ဆန်ရေးလုပ်ငန်းတွေစီးပွားရေးနဲ့ဗန္ဓာရေးဆိုင်ရာလုပ်ငန်းတွေကိုစီမံဆောင်ရွက်ဖို့ SBIC Union International Power Investment Company Limited ရဲ့ဦးဆောင်အဖွဲ့နဲ့ပူးပေါင်းပြီး ARI မြေဆုံမြညာမြဝမ်းရေအားလျှက်စစ်စီမံကိန်းရဲ့အဓိကကိစ္စရပ်တွေအပေါ်နေပညာဆိုင်ရာလုပ်ငန်းအဖွဲ့ ပြည်သူဆက်ဆံရေးလုပ်ငန်းအဖွဲ့နဲ့စေဝါရေးနဲ့ဗန်နာရေးဆိုင်ရာလုပ်ငန်းအဖွဲ့တို့ကိုလမ်းညွှန်မှုပေးတာနဲ့ဆုံးဖြတ်ချက်ချမှတ်တာတွေကိုဆောင်ရွက်ဖို့လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေကိုပြည်တော်စုဝင်ကြီးလျှက်စစ်စွမ်းဝင်ကြီးဌာနကိုတင်ပြဆောင်ရွက်ဖို့နေပညာဆိုင်ရာလုပ်ငန်းအဖွဲ့ပြည်သူဆက်ဆံရေးလုပ်ငန်းအဖွဲ့စေဝါရေးနဲ့ဗန်နာရေးဆိုင်ရာလုပ်ငန်းအဖွဲ့တွေဖွဲ့စည်းနိုင်ရေးဆောင်ရွက်ဖို့ပြည်တော်စုသမ္မတမြန်မာနိုင်ငံနဲ့တရုတ်ပြည်သူသမ္မတနိုင်ငံအစိုးရတွေအကြားစီမံကိန်းကိစ္စတွေညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက်အထောက်အကူပြုနိုင်ရေးဆောင်ရွက်ဖို့ဖြစ်တယ်လို့သိရပါတယ်။